လို့ပြောကြရဲပေါ့เนาะဒါပေမဲ့အပြင်မှာတော့အလောက်ထိမတုပ်ဘူးပေါ့เนาะကင်မရာရဲ့မှာဆိုလို့ရှင်နှစ်ဆလောက်ကြီးသွားရည်လည်းဖြစ်တယ်ပေါ့เนาะအများကြီး effort လုပ်ရတာပေါ့အဲ့တော့ငွေကြေးရေးပိုင်းရောလူရဲ့အချိန်တွေရောငွေတွေရောအကုန်လုံးအဆဆရာ perfect ဖြစ်မှာပဲဝင်လို့ရတာလीเนาะခုခေတ်ကြီးကပြေးလဲတာမပြေးလဲရာထပ်ပေါ့เนาะလိုအပ်တာတွေကိုဒီပြိုင်ပွဲအတွက်လိုအပ်တာတွေကိုပြင်ဆင်တဲ့အပိုင်းမှာဘာမှတိတ်ပြီးတော့စိတ်ထဲမှာ ဒီဒီလောက်ကုန်ပဲအဲ့အရာမရှိဘူးအဓိကပြိုင်ပွဲမှာအဲ perfect ဖြစ်နေဖို့အတွက်ပဲပေါ့နော်နေဆရာချုပ်မင်းတူတာနဲ့ကဝတ်ထရိနီလေးလာယူရပါ MC ပြည်သက်တေအားလုံးပဲဒီလိုက်ပြီးတော့မှကြည့်ရှုပေးပါလို့ပြောချင်ပါတယ် Let's go မင်္ဂလာပါဆရာမင်္ဂလာဟုတ်ကြရနော်ဒီနေ့တော့ Miss Universe မြန်မာပြိုင်ပွဲဝင်နေတယ် Miss Universe မိတ်ထီလာဇလိုင်ဝင်းထဲကိုအဲခဝတ် training day လေးဖြစ်ပါတယ်အဲ trainer ကနှစ်ပတ်ကျော်ပါပြီနော်နှစ်ပတ်ကျော်ပါပြီအခြေအနေကတော့ခုလက်ရှိမှာတော့အများကြီးတိုးတက်လာပြီပေါ့နော်တိုးတက်လာပြီဆိုတော့ကလေးကအရင်ငယ်ငယ်တယ်ပေါ့ငယ်တဲ့ပြိုင်ပွဲဝင်လဲဖြစ်နေတော့သူ့ရဲ့ငယ်ရွယ်မှု တက်ကြွမှုကတော့အများကြီးတွေ့ရတယ်။အဲတော့သူ့ကိုတော့ဒီရောက်လာတဲ့ချိန်မှာတော့အကောင်းဆုံး transformation တစ်ခုဖြစ်သွားအောင်တော့ပြောင်းလဲပေးထားပါတယ်။ဆက်ပြီးတော့အဲကြည့်ရှုပေးပါအောင်ဝေဖန်ပေးပါအောင်။ဒီကအဲမိတိလာရဲ့ city director ကနေတဆင်လေအဲဆရာကြီးဒီနှစ်လဲလုတ်ပေးပါအောင်ဆိုပြီးတော့အပ်တယ်ပြီးတော့ cherry ရလဲသူ့ကိုဟို ပြောထားရေပေါ့ ိုဆီယန်နဲ့ပဲ train ညီမလေး train မယ်ဆိုလို့ရှိရင်ဆရာစိတ်ချရတယ်100%ညီမလေးပြောင်းလဲသွားလိမ့်မယ်ဆိုပြီးသူ့ကိုညွှန်တော့သူကလည်းလေ့လာပြီးတော့ရောက်လာတယ်ရောက်လာတဲ့အချိန်မှာလည်းဟိုပြောမယ်ဆိုလို့ရှိရင်သူ့ကိုလေပုံမှန်ထက်အများကြီးတွက်လက်ပြီးတော့ဟိုအရင်ပော့ပော့ပပနေတတ်မယ်လို့ထင်တာသူ observation လည်းကောင်းတယ် observe လုပ်နိုင်တယ်ဟိုကောင်းကောင်းကိုတင်ယူမှုစွမ်းရည်မြင့်တယ်အဲတင်လိုက်တဲ့ဟာကိုလည်းဟိုမမိမလျော့နဲ့ဟိုပြန်လုပ်နိုင်တယ်အော်တင်ကန်းစာရှေ့တက်မယ်ဆိုလဲ တက်ချင်တဲ့အတိုင်းတက်လို့ရတယ်ဒါလုံးမဲ့ဒီနေ့တော့သင်ကန်းစာထပ်တိုးမယ်ဆိုလဲဟိုတိုးတဲ့ဟာအထိကိုသူလိုက်မှတ်နိုင်တယ်ပြီးတော့နောက်ပိုင်းဒီပြည့်စက်ပုံမှာလမ်းလျှောက်တာတွေရောအဲဒီကျန်တဲ့ဟေးကိုနိုင်အောင်ကစားတဲ့အပိုင်းတွေရောဟိုသူ့တန်ပိုမြင့်လာတဲ့အခါမှာလဲသူအဲ့နောက်ထိကိုအကုန်လုံးလိုက်နိုင်တယ်ဆိုတော့ကလေးကအရင်ကြိုးစားပါတယ်ကြိုးစားပါဆိုငေရွယ်မှုရဲ့ passion နဲ့ပါတာပေါ့အဲတော့သူလွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်လောက်ဖြစ်မဲ့တယ်နော် interview တစ်ခုမှာသူဖြေတယ်ကဩ သူသူရံဝင်ပြိုင်တော့မှာပဲလို့တိခဲ့တာပေါ့အဲဒီတကယ်လဲသူ Miss Universe ကိုရောက်လာတဲ့အချိန်မှာဒီပြိုင်တော့မယ်ဆိုပြီးတော့ဟိုဆရာဖြိုးရေးတယ်လို့ဒီလိုပဲဆိုပြီးစွတ်တွေ့လာကြတဲ့အချိန်မှာတော့ဟို အကောင်းဆုံးလုပ်ပေးဖြစ်ပါတယ်ဟုတ်ငယ်လေးကငါးနှစ်လောက်ခဲရပါတော့ Miss Boy ကြည်ရဲ့တအိမ်လုံးပေါ့တအိမ်လုံး TV နဲ့ Miss Boy ကြည်ရဲ့ Miss War ရေကြည်ရဲ့ Miss War GB ရဲ့တစ်ဆင့်ကနေပြီးတော့ Miss Universe ကြည်ရဲ့အဲ့ကနေပြီးတော့ဝါသနာပါပေါ့နော်ငယ်ကလေးကလည်းမမေရဲ့ဓာတ်ဖွင့်တဲ့ယူဆော့တယ် ူလှမ်းတဲ့ဒီ step တစ်ခုချင်းစီမှာ6တောက်ရဲ့ speed ကိုနောက်ပိုင်းမှာတော့ဒီအသွင်းထဲမှာသင်ရမယ့်သင်ခန်းစာရဲ့မှာတော့သူဒီ music နဲ့ဘယ်လို beating နဲ့ rhythm မိအောင်ရှောက်မလဲဆိုတာဒီ step တွေရဲ့အရေးကြီးဆုံးချက်တွေပေါ့ပြီးဆက်ပေါ်မှာပြီးရမျိုးမဟုတ်ဘဲနဲ့ဒီလေ့ကျင့်ခန်းလေးကိုပုံမှန်ပေါ့ hear နဲ့ဟိုအနည်းအမြဲသွားနိုင်ပြီဆိုလို့ရှိရင်သူ့အတွက်ကခြေလမ်းကောင်းကောင်းသုံးနိုင်သွားပြီပေါ့အဲ့လိုခွင့်ရရတဲ့အခါမှာ လောက်ခွင့်ရပါတော့အဓိကတော့ကိုယ်လောက်ချင်တာကိုဖြစ်ချင်တာအာကိုငွေရနေတဲ့အချိန်မှာပေါ့နော်ကိုဖြစ်ချင်တဲ့စန္ဒာတွေပြီးတော့ဘေးက support ပေးဖို့တယောက်တည်းဖြစ်ချင်ရုံနဲ့ပဲလည်းမရဘူးပေါ့နော်ဘေးနာ supporting ကလည်းရှိမှပြီးတော့ကိုယ့်အတွက် motivate ဖြစ်တဲ့လူတွေလည်းရှိရဲ့အခါရဲပြီးတော့အခါခွင့်တင်နေမှာမဟုတ်ဘူးတခြားကိုကြိုတင် plan ထားတာတွေကစပေါ့နော်အဲ့လို အခွင့်အရေးတစ်ခုရလာလို့ရှိရင်အာနှစ်ခါမစင်းစားဘဲနဲ့ကိုဖြစ်ချင်တာကိုငယ်ရွယ်တုန်းလုံနိုင်နေတဲ့အချိန်မှာလှုပ်လိုက်တာအကောင်းဆုံးပါပဲဟုတ်ရှိရစက်ခွန်ပြည့်ငငယ်လေးတည်းကဒီ industry လေးကိုစရောက်လာတာပေါ့73နှစ်ဆိုပြီးတော့စပြီးတော့တိကြပါတော့အဲတုန်းကတော့မယုံကြဘူးဘသူမှ73လို့လေအဲတော့လည်း73 72နှစ်73နှစ်လူ trend ဖြစ်နေတဲ့အချိန်ပေါ့နော်ဒါပေမဲ့အဲ့အသက်နဲ့ ကြိုက်သွားတဲ့အခါကျတော့လေအဲတုန်းကတော်တော်များများတည်ကြအခုတချို့နေဘက်တရားဆိုရင်အခုထိ73နှစ်ပဲလား73နှစ်လို့ပဲမှတ်ထားမှတ်ထားလို့ပြောကြရပေါ့เนาะဒါပေမဲ့အပြင်မှာတော့အဲ့လောက်ထိ တော့မတောက်ဘူးပေါ့နော်တော်တော်များများပြောကြရတယ်ဒါပေမဲ့ကင်မရာရဲ့မှာဆိုလို့ရှင်နှစ်ဆလောက်ကြီးသွားရည်လည်းဖြစ်တယ်ပေါ့နော်အဲ့တော့အဲရှူရဲ့ angle ကြီး angle မတူရာကြောင့်ပေါ့အဲ့တော့ခါတေးအောင်လုပ်တယ်ပြီးတော့ဒီ diet diet လုပ်နေတယ်သူ diet plan သူလုံးဝ diet plan ထမင်းဖြတ်လိုက်တယ်အများကြီး effort လုပ်သွားတာပေါ့အဲ့တော့ငွေကြေးရေးပိုင်းရော လူရဲ့အချိန်တွေရောငွေတွေရောအကုန်လုံးအဆအဆရာ perfect ဖြစ်မှာပဲဝင်လို့ရတာလေနော်ခုခေတ်ကြီးကပြေးလဲတာမပြေးလဲတာထပ်ပေါ်နော်အဲဟိုလိုအပ်တာတွေကိုဒီပြိုင်ပွဲအတွက်လိုအပ်တာတွေကိုပြင်ဆင်နေပြင်ဆင်နေအပိုင်းမှာဟိုဘာမှတိတ်ပြီးတော့စိတ်ထဲမှာဒီဒီလောက်ကုန်ပဲအဲ့အရင်မရှိဘူးအဓိကပြိုင်ပွဲမှာအဲ perfect ဖြစ်နေဖို့အတွက်ပဲပေါ့နော်စိတ်ကောလူရောဝေးကြီးရောမိဘရဲ့ ဒီရဲ့ supporting ရောလားဆရာ supporting ရော city director ရဲ့ supporting ရောအမောင်လေးရဲ့ supporting ရောပရိသတ်တွေရဲ့ supporting ရောအားလုံးပေါင်းပြီးတော့ပေါ့နော်အဲဒီငွေကြေးတစ်ခုတည်းကိုပဲတိတ်ပြီးတော့မကြည့်ရောမကြည့်တော့ဘူးအဲအတွက်ပဲတကယ်စိတ်ကအဲ့ဘယ်ရောက်နေရမျိုးပေါ့ဟုတ်ရန်ကုန်မှာပဲနေနေပါရဲ့ဟုတ်တော်လားလည်းအဆင်ပြေပါရဲ့ဇာတိကတော့သူတို့မန်းလေးရမန်းလေးရဒါပေမဲ့ဖဖေရောသူ့ဖဖေရောမမေရောကရန်ကုန်မှာလာနေတယ် တအိမ်လုံးကားနဲ့ရောက်လာပြီးတော့ supporting လောက်တာဟိုဘက်ကအလုပ်တွေကိုသူတို့မိသားစုတွေအကုန်ဖျက်ထားကြတယ်။အဲအဲ့တော့အလုပ်နားမလားလို့သူဖေဖေမမေကိုမေးနားမတဲ့။သူပြန်မွေးပြီးမှအလုပ်ပြန်လုပ်မယ်တဲ့။အဲ့လိုမျိုးဟို supporting ရှိနေတယ်သူနောက်မှာလည်းမိဘတွေကဒီပြိုင်ပွဲဝင်ကြတဲ့ကွာဒါအားလုံးကဝင်နာဖြစ်ဖို့ပေါ့နော်ဝင်နာအတွက်ပြိုင်ပွဲဝင်ကြရပဲဒါပေမဲ့အမရခဲ့လေဒါရှင်ပြိုင်ချင်းကအဓိကပဲအဲ့လိုမျိုးစိတ်ညစ်နေတာအော်ငါမလုပ် မလုံနိုင်လိုက်ဘူးလို့မတွေးပဲနဲ့ပေါ့နော်ကိုအကောင်းဆုံးစူးစမ်းတဲ့အရာကိုအားလုံးကလည်းအတိမတ်ပြုတ်ပေးတယ်ပြီးတော့အာဆက်ပြီးတော့ပြိုင်ပြီဆိုခဲ့ကွာနောင်တမရအောင်နောင်တဆိုနောင်မရလေနော်အဲ့တော့နောင်တမရအောင်အကောင်းဆုံးအတတ်နိုင်ဆုံးစူးစမ်းတယ်အဲ့ဒါပါအဖေကြီးပြည်သက်တီအားလုံးကျေးဇူးများကြီးတင်ပါတယ်။အဆက်လက်ပြီးတော့မှလည်းဒီ Miss Universe မြန်မာ Journey တခြားလောင်းအားလုံးအပေးကြပါအောင်ပြောချင်ပါတယ်ရှင်။